ပြည်ထောင်စုအစိုးရလုပ်ငန်းတော်တော်များများပိတ်ထားလိုက်ရတဲ့အတွက်အခုဆက်လက်ဖြစ်ပေါ်နေတဲ့ American အစိုးရရပ်တန့်မှုကြီးကြောင့် American ပြည်သူတွေအနေနဲ့နာကျင်မှုတွေပုံမှုခံစားချရလိမ့်မယ်လို့ Trump အစိုးရအဖွဲ့အရာရှိတွေနဲ့ Republican Party ထိပ်တန်းအရာရှိတွေကတင်းငွေတွေနေမှာတတိပေးပြောကြားလိုက်ပါတယ်။ ဘတ်ဂျက်မှာကျန်းမာရေးစောင့်ရှောက်မှုအတွက်အထောက်ပံ့တွေဆက်လက်ပေးရေးသူတို့ရဲ့တောင်းဆိုချက်ကိုဒီမိုကရက်တွေကအလျှော့ပေးဖို့ညှင်းဆန်နေတဲ့အတွက် ပြည်ထောင်စုဝန်ထမ်းထောင်ပေါင်းများစွာကိုအလုတ်ကထုတ်ပြစ်ဖို့အစီအစဉ်တွေနောက်ဆုံးအချော့သက်ပြင်ဆင်နေတယ်လို့အင်ဖြူတော်ကပြောပါတယ်ဘတ်ဂျက်ဦးစားပေးအစီအစဉ်တွေအပေါ်နှစ်ပါတီသဘောကွဲလွဲတဲ့အတွက်အစိုးရလုပ်ငန်းတွေရပ်တန့်သွားတာဟာဝါရှင်တန်မှာအခါအားလျော်စွာပုံမှန်ဖြစ်ပေါ်လေရှိပါတယ်။ တပါတီကြားကွဲပြဲမှုတွေကိုညှိနှိုင်းနေစဉ်အတွင်းမရှိမဖြစ်မဟုတ်တဲ့ဝန်ထမ်းတွေကိုခိတအလုတ်ကနေရန်နာတာတော့၎င်းလစာမပေးဘဲထားတာတော့၎င်းပြုလုပ်ထားမှာဖြစ်ပါတယ်။ဒါပေမဲ့အခုဒီချိန်ကတော့ပိုပြင်းထန်ပြီးပိုအနေရများပါတယ်။အစိုးရဝန်ထမ်းတွေကိုခိတအနာပေးထားတာသာမဟုတ်ဘဲအမြဲတမ်းထုတ်ပယ်ပြစ်ချင်းအထိပြုလုပ်ဖို့အစိုးရကစတင်လှုံ့ဆော်နေပြီလို့သမ္မတထရန်ကတနင်္ဂနွေနေ့မှာတင်ဒေါက်တွေကိုပြောခဲ့ပါတယ်။ ထရန်ကိုတိုင်းကလည်းရက်ဆိုင်မှုကြာမြင့်လာတာနဲ့အမျှအဲ့ဒီအချက်အသေးဆက်လက်ကြာမြင့်နိုင်တယ်လို့ထုတ်ပေါ်ပြောဆိုထားပါတယ်။ဆွေးနွေးပွဲတွေဟာတက်တန်းကုံဆုံတော့မဲ့ဥပမာကျမ်းမာရေးစောင့်ရှောက်မှုအထောက်ပံ့တွေအပေါ်မှာဗဟုပြုဆွေးနွေးကြမှာဖြစ်ပါတယ်။စီနေလွှတ်တော် Republican Party အများစုခေါင်းဆောင်ကတော့နှစ်ဖက်အနေနဲ့လောလောဆယ်မတိုးတာမဆုတ်တာဖြစ်နေတယ်လို့ဝန်ခံပြောဆိုထားပါတယ်။ လွတ်သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည်သူတွေကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။